မင်္ဂလာပါမန်ချက်စတာယူနိုက်တက်ကွင်းလဲကစားသမားကာစီမီရိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လေလာအတော်ကြမရေမရာဒီအတင်းကထွက်တော်မယ်ဆိုတာမျိုးတွေအများကြီးကြားရရတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့အခုနောက်ဆုံးရသတင်းတွေကြည့်ရတာအခြေအနေကအင်းဒီမျိုးတောင်းတော်တယ်လို့ပဲသူကအတင်းမှာပဲဆက်နေချင်တယ်လို့ဆိုလာပြန်တယ်ဟုတ်ပါရဲ့ရှင့်တကယ်တော့ဒီချက်လက်တွေကကာစီမီရိုရဲ့အခြေအနေသူ့ရဲ့ကိုပိုင်ရင်မှန်းချက်တွေ နောက်ကလပ်ရဲ့အစီအစဉ်တွေနဲ့ပတ်သက်တဲ့သတင်းဖော်ပြချက်တွေမဆူရီကနေကျတို့စူးစီးရတာပါဟုတ်ကဲ့ဆိုတော့ဒီနေ့ဒီအကြောင်းကိုကျတို့နည်းနည်းလေးအထွန်းချက်ချဆွေးနွေးကြည့်ကြအောင်ဘာကြောင့်များသူအဲ့လိုဆုံးဖြတ်ချက်ပြောင်းသွားရတာလဲသူ့ရဲ့2026ကဘာဖလာအိမ်မက်ကဘလို့အေးပါလဲอืมနောက်ဘလို့ဘရာဇီးနီးပြချုအန်ဆယ်လော့တီကဘလို့ပတ်သက်နေလဲယူနိုက်တက်နီးပြတဲ့ယူဘင်အမော်ရင်ရဲ့သဘောထားကတော့ လပ်ရဲ့မူလရည်တည်ချက်တွေကတော့ဘယ်လိုအပြောင်းလဲတဲ့ဖြစ်ကုန်တာလဲဆိုတာပေါ့နော်အသူတို့လေးလာကြည့်ကြတာပေါ့ကောမပြီဒါဆိုရင်ပထမဆုံးအချက်အနေနဲ့သူ့ရဲ့အတင်းမှာဆက်နေခြင်းစိတ်ပြင်ပြလာစေတဲ့အဓိကတွန်းအားပေါ့2026ကဘာဖလားကအဓိကအကြောင်းရင်းလို့ဆိုထားတာတွေ့ရတယ်ဗျာအဲ့ဒါကတော့အဓိကကြတဲ့အချက်တစ်ခုလို့ပြောရမှာပဲရှင်။လာမယ့်ကနေဒါ၊မက္ဆီကိုနဲ့အမေရိကန်မှာဂျင်းပါမယ်။ကမ္ဘာဖလားပွဲအတွက်ဘရာဇီးလျဝင်စင်အသင်းမှာပါဝင်ကစားခွင့်ရဖို့ကသူတို့အကြီးမားဆုံးပြင်မှတ်ဖြစ်နေတာပါ။ဟုတ်ကဲ့ဟုတ်ကဲ့ ဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းလာကသူ့ရဲ့ရီယယ်မက်ဒရစ်နီးပြဟောင်းလေကာလိုအန်ဆယ်လော့တီသူကဘရာဇီးအသင်းကိုမမျှော်လင့်မဲ့ကင်တွယ်ဖို့ဖြစ်လာပြီးတော့ကာစီမီရိုကိုလက်ရွေးစင်အသင်းတွေပြန်ခေါ်လိုက်တာ။အော်ဟုတ်ကဲ့။အဲ့ဒီအချက်ကသူ့ရဲ့ကမ္ဘာဖလားမျှော်လင့်ချက်ကိုအမ်တူတလီပြန်ပြီးအကစီခဲ့တာပေါ့ဒါပေမဲ့ဒီနေရာမှာမေးစရာလေးတစ်ခုရှိလာတယ်ဗျာဟိုလာမယ့်ရာသီမှာ United ကဥရောပပွဲမှာကစားဖို့လေအဲ့လိုအတင်းမှာဆက်နေတာကတကယ်ပဲသူ့ရဲ့ကမ္ဘာဖလားအိမ်မှာအကောင်းဆုံးထည့်ပါမလားတခြား league တညရင်ပေါ့ ဟုတ်ကဲ့အဲအဲ့ဒါစဉ်းစားစရာအချက်တခုတော့ဟုတ်ပါတယ်ရှင်ဒါပေမဲ့ကာစီမီရိုဘက်ကကြည့်ရင်လေပရီးမီးယားလိဂ်လိုမျိုးပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်တခုမှာဆက်ရှိနေတာကသူ့ရဲ့ကြံ့ခိုင်မှုခြေစွမ်းကိုထိန်းထားဖို့အဲ့ဒီကနေကမ္ဘာဖလားလူစားရေးဝင်ဖို့အခွင့်အလမ်းအကောင်းဆုံးလို့သူယုံကြည်နေပုံရတယ်อืมယုံကြည်ချက်ပါလား ဟုတ်ပါတယ်။ Ancelotti Brazil ကိုရောက်လာတာကလည်းသူ့ရဲ့တွက်ချက်မှုတွေမှာအရေးပါတဲ့အချက်ဖြစ်နိုင်နေရှင်။ဒါကြောင့်လည်းအရင်ကသူ့ကိုခေါ်ဖို့တော်တော်လေးနှိစက်ထဲတယ်ဆိုရယ် Saudi Club NSC ရဲ့ကမ်းလှမ်းမှုကိုအခုချိန်မှာသူစိတ်ဝင်စားတော့တာလည်းထင်နိုင်ပါတယ်။ဟုတ်ပြီဟုတ်ပြီ။ Glattenberg ကချင်းနေကိုပြန်ကြည့်အောင်။အစပိုင်းတုန်းကတော့သူ့ကိုရောင်းချဖို့တော်တော်လေးစိတ်အားထက်သန်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီချိန်တုန်းကတော့ဟုတ်ပါရဲ့ရှင်ကလပ်ရဲ့ဘောလုံးပိုင်းစီမံခန့်ခွဲမှုကိုတာဝန်ယူထားတဲ့ INEO စဖွဲ့ကလည်းကလပ်ရဲ့လက်စာစာရင်းအရန်ဖောင်းပွေးနေတာကို short check ချင်ခဲ့တာဟုတ်ကဲ့အဲ့မဲ့အဲ့လိုရှိနေပေမဲ့လည်းကလပ်ဘက်ကတော့သူ့ကိုထွက်စေချင်တဲ့စန်တာစပိုင်းမှာရှိခဲ့ပုံမှာပဲဒါပေမဲ့အဲ့ဒီ season တွေကိုအပြောင်းလဲဖြစ်သွားစေတဲ့အဓိကအချက်ကနီးပြတဲ့ယူပင်အမူအရင်းရဲ့သူ့ဘောသဘောထားပြောင်းလဲလာမှုပဲဖြစ်မဲ့ထင်တယ်ဗျာတိတိကျကျပါပဲရှင် အမွေဆက်ရောက်ခါစားပထမတလလောက်မှာတော့ကာစီမီရိုပုံမှန်နေရာတည်မရခဲ့ဘူးဟုတ်တယ်ဒါပေမဲ့လေသူ့ရဲ့ကွင်းပြင်ဘက်ကစ조사မှုတယ်လေးချင်းရဲ့ကွင်းမှာပြတဲ့ professional ဆောင်မှုတွေကနီးဖြတ်ယုံကြည်မှုကိုတထည်းထည်းနဲ့ပြန်ရလာစေခဲ့လေအဲ့ဒီနောက်ပထမအသင်းလူဆိုင်ရဲ့နံကိုပြန်ရောက်လာခဲ့တာอืมစိတ်ဝင်စားဖို့ကောင်းတာကအမွေရန်ကသူ့ကိုအပတ်တိုင်းပွဲထက်ကစားသမားဖြစ်မမြင်တော့ရင်တောင်မှလေပွဲကြီးပွဲကောင်းနေမှာသူ့ရဲ့တွေးကြုံကိုတန်ဖိုးထားလာပုံရတယ်အော်ဟုတ်တယ်နေရာတစ်ခုတော့ရှိနေသေးရပါ့ ဟုတ်ပါတယ်အတင်းသွင်းမှာသူရဲ့အခန်းကဏ္ဍကပြောင်းသွားသလိုမျိုးပွဲကြီးတဲ့အာကိုရမဲ့သူဆိုတဲ့ပုံစံမျိုးဖြစ်လာတာပေါ့ရှင်ဟုတ်ပါတယ်ပြီးခဲ့တဲ့ရာသီနောက်ပိုင်းအထူးသဖြင့် Europa League မှာဆိုရင် အသင်း final ရောက်အောင်သူတော်တော်လေးကူညီပေးနိုင်ခဲ့တယ်လေသူချေဆောင်ကတည်တာခဲ့တယ်ကာစီမီရိုကိုရိုင်းကတော့အဲ့ဒီရာသီကိုသူ့ရဲ့အကောင်းဆုံးရာသီတွေကတခုလို့ပြောခဲ့သေးတာမှန်ပါတယ်ရှင် အဲ့ဒါကသူ့ရဲ့စိတ်တပိုင်းပြန်လဲတက်ကြွာလာတာကိုပြနေတာပေါ့အခုရှင်မှာတော့သူကနီးပြအမုံယွန်းရအပလီဝါထောက်ခံမှုကိုရနိုင်ပြီလို့ဆိုနိုင်ပါတယ်ရှင်ဆိုတော့ club ဘက်ကလည်းသူ့ကိုရောင်းဖို့မစဉ်းစားတော့ဘူးပေါ့ဟုတ်ကဲ့အဲ့ဒီလို ဖြစ်သွားတော့ club အသိန်းဘက်ကလည်းသူ့ကိုရောင်းဖို့အစီအစဉ်ကိုဖျက်လိုက်ရပြီးစစ်ထိန်ထားဖို့ကွဲလို့တခြားရွေးချယ်စရာမရှိတော့တဲ့ခြေအနေမျိုးကိုရောက်သွားစေတာပေါ့အနာဂတ်မှာတော့ဘလို့တုံ့တောင်းလဲလို့ထင်နေဗျအနာဂတ်မှာတော့နီးပြကသူ့ရဲ့ကြံခိုင်မှုကိုတတိထားပြီးတော့လေ ရာဒီတလျှောက်လုံးအထူးသဖြင့်အရေးကြီးတဲ့ပွဲတွေအတွက်သူ့ကိုပိုပြီးစနစ်တကျနဲ့ချွေရပြီးအုံပြူလာနိုင်ပဲရှိပါရဲ့ရှင်။ဟုတ်ပါဗျာ။ဒါဆိုအချင်းချုပ်အနေနဲ့ပြန်ကြည့်ရရင် club team ရဲ့မူလရောင်းချလို့စိတ်တွေလစာမင်းနဲ့ပြဿနာတွေရှိခဲ့ပေမဲ့ကာစီမီရိုရဲ့2016ကမ္ဘာဖလားပါဝင်ကစားခြင်းနဲ့ပြင်းပြတဲ့ဆန္ဒနောက်ဘရာဇီးနီးပြအန်ဆလော့တီရဲ့ကြံခေါ်မှု ပြီးတော့အရေးကြီးဆုံးအချက်ဖြစ်တဲ့လက်ရှိနေပြအမိုရင်ရဲ့ယုံကြည်မှုနဲ့ထောက်ခံမှုကိုပြန်ရလာတာအဲ့ဒီချက်တွေအားလုံးစုပေါင်းပြီးတော့သူ့ကို United မှာပဲဆက်ရှိနေဖို့အခိုင်အမာဆုံးဖြတ်စေခဲ့တယ်လို့ကောက်ချက်ချနိုင်တာဗောနော်ဟုတ်ပါတယ်ရှင်တကယ်လို့ဒီအချိန်ကြီးကနောက်ထပ်စဉ်းစားရမေခွန်းတစ်ခုကိုမွေးထုတ်ပေးလိုက်တယ်လို့ပါပဲ လာမယ့်ရာသီမှာဥရောပအဝယ်ကစားခွင့်မရထားတဲ့ Manchester United အနေနဲ့ပေါ့နော်အသက်အရွယ်လည်းရလာပြီးလာစာကလည်းအင်မတန်မြင်မာနေတဲ့ကာစီမီရိုလိုကစားသမားတယောက်ကိုဘလို့မျိုးမဟာဗျူဟာကြာကြာစီမံခန့်ခွဲအသုံးချသွားမလဲဟုတ်ကဲ့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်သူကပွဲချိန်နေဘနိုခွဲဝေပေးမလဲဒီလိုစီမံခန့်ခွဲရဲ့ပုံစံကကာစီမီရိုရဲ့ကဘာဖလားမျော်လင့်ချက်ကိုဘလော့အထောက်ကိုဖြစ်စေမလဲ အဖက်မှာလည်းအတင်းရရလက်တေစွမ်းဆောင်ရက်ကွာမှာတော့ဘလို့တည့်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကတော့လာမယ့်ရာဒီမှာဆက်ပြီးစောင့်ကြည့်ရမယ်အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခု ဖြစ်လာမှာတော့ထေချပါရဲ့ရှင်